အန်ဒီနာမေကတော့နော်မြမြဆုလို့ခေါ်ပါတယ်အန်ဒီကတော့အခုလောလောဆယ်မှာ WWF မြန်မာဆိုတဲ့ Worldwide Fund for Nature ဆိုတဲ့ organization မှာ operation director ဆိုတဲ့ဓာတ်ရုပ်နဲ့တာဝန်ထမ်းဆောင်နေပါတယ်ပေါ့နော်ဒါပေမဲ့မကြခင်မှာတော့ retire ယူပါတော့မယ်အဲ့ဒါလေးပါပေါ့နော်အဲ့တော့အလောက်ကဘယ်ချိန်ကနေစလုပ်ခလဲဆိုလို့ရှင်တော့အသက်16နှစ်လောက်ခရီးကစလုပ်တာပေါ့နော်အဲတဖြည်းဖြည်းနဲ့ဒီအဲအစိုးရလုပ်ကိုမလုပ်ဖဲနဲ့ဒီအဲရင်တော့ဒီ ဟိုပေါ့ business organization တွေမှာအဲရာထူးငယ်လေးတွေကနေစခဲ့တယ် experience တွေရလာတယ်နောက်ပြီးတော့ professionally စာတွေလေးလာခဲ့တယ်ပေါ့နော်အဲရနေတစင်းစင်းအဲရာထူးတွေတက်လာပြီးတော့ဒီအခုဒီ organization မှာတော့ဒီတာဝန်နဲ့ထမ်းဆောင်နေတယ်ပေါ့နော်အထက်ကတော့အစားကြိုက်တယ်ပေါ့နော်အစားကြိုက်တဲ့အခါကျတော့အစားဆိုလို့ရှိရင်ရှာဖွေစားတာပဲကောင်းမယ်ဆိုတဲ့ဟာတွေစားတယ်ပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ခုနအဲ့ငယ်တုန်းကတော့ဒီ ကျမရင်းနဲ့ညီညောင်စားရမယ်ဆိုတော့အသိပညာကလည်းမရှိသေးတဲ့အတွက်ကြောင့်မလို့အဲစီလို့ဝါလို့တိစားခဲ့တယ်ပေါ့နော်အဲ့တော့အဲခနာကိုကလည်းအဲ့လိုပဲတဖြည်းဖြည်းဝါလာတယ်အသက်ကြီးလာတာနဲ့များဝါလာတယ်အဲတဘာဝရလည်းအသက်40ကျော်တဲ့ခါကျလို့ရှိရင်မျိုးသမီးတွေကဝါလာတတ်တယ်ဆိုတဲ့ခါကျတော့အဲ့တိုင်းပဲပုံမှန်ဝါလာတယ်ပေါ့လေဒါမဲ့အဲ့ချိန်တိလဲကိုကိုကိုတော့ဝါချင်းပေါ်မှာတော့တိတ်ပြီးတော့ဟို စိတ်ထဲမှာခံစားချက်တော့တိတ်မရှိနေသေးဘူးပေါ့လေဒါမဲ့အသက်50ကျော်တဲ့အချိန်မှာတော့ဒီကျမရင်းနဲ့ပတ်သက်တဲ့အခံစားချက်တွေရှိလာပေါ့နော်ဝါချင်းပေါ်မှာပထမဆုံးတော့ဒီဝါတာနဲ့ပတ်သက်လာပြီးတော့ခံစားတာတော့ဒူးနာတာပေါ့နော်ဒူးနာတာနေစတယ်ဒူးနာတာနေတစင်းအဲ့လိုမျိုးပဲတဖြည်းဖြည်းနဲ့အဲကုသရင်းနဲ့ပဲပေါ့နော်အဲ့အချိန်မှာတော့ဆရာဝန်တွေကလည်းဝေးလျှော့ဖို့တော့ပြောတယ်ဒါပေမဲ့အဲ့အချိန်မှာလည်းကိုကဝေးလျှော့ဖို့အတွက်ကို သိပ်ပြော့စိတ်ဆန္ဒတော့မရှိနေသေးဘူးပေါ့လေအဲ့လိုမျိုးဆိုတော့ခါကျတော့အလိုပဲဟိုကောက်ပြောက်လိုက်ကုလိုက်ပြောက်လိုက်ကုလိုက်နေပဲပေါ့နော်ဒါမဲ့အခုအသက်အဲ60နာနီးလာတဲ့အချိန်မှာခါနဲ့ပတ်သက်ပြီးတော့ပြဿနာအရန်ပေးလိုက်ပေါ့နော်ခါအဲ့ခုနကပြောတဲ့ကြီးပေါင်းနေဘာတွေညာတွေနေပေါ့နော်အမှခါကြောက်လမ်းမလျှောက်နိုင်ဘူး နောက်ပြီးတော့ဒီဟိုကြာကြာမတ်တက်မရနိုင်ပေါ့နော်အဲ့ဒီပြဿနာတွေဖြစ်လာပေါ့နော်ဓာဝချင်းရဲ့နောက်ဆက်တွဲတွေပေါ့နော်ကံကောင်းနေတာတခုကတော့စီးကြတော့မရှိနေသေးဘူးပေါ့လေအဲဟိုဘောလေခါကပြဿနာရမ်းပေးတဲ့ခါကျတော့ဆရာဝန်နေနဲ့ဆွေးနွေးတဲ့ခါကျတော့ခါခွဲရဖို့ဖြစ်လာတယ်ပေါ့နော်ခါခွဲရဖို့ဖြစ်လာတဲ့အချိန်မှာခါဆရာဝန်ကလည်းဆရာဝန်ကလည်းဘာပြောလဲဆိုတော့ ူခွဲပေးလိုက်ရတာဘယ်တော့မှမကြောက်ပေါ့ operation ခန်းထဲမှာအလုံးစုံကြ3နာရီပဲပေါ့နော်ဒါမဲ့တကယ်လောက်မှာကိုယ့်ရဲ့ weight ကိုချမရမယ်ပေါ့အကိမ်းမချောက်ဆိုလို့ရှိရင်ဒီခောက်ခွဲထားတာလည်းဘာမှတော့တိတ်အကျိုးမထူးပေါ့လေသူကတော့အဲ့လိုမျိုးပြောလိုက်တဲ့ခါကျတော့အဲ့အချိန်မှာတော့ကိုကဟိုခါးနာတဲ့အချိန်တော့ကိုမတ်တမရနိုင်တာနဲ့လမ်းမလျှောက်နိုင်တာရဲ့အဲဆိုချိုးကိုကတိနေတဲ့ခါကျတော့ဟာအဲ့တော့မှငါတော့မဖြစ်တော့ဘူးငါဝိတ်ရှော့မှဖြစ်တော့မယ်ပေါ့နော်အဲ့လိုမျိုးပြောတဲ့အချိန်မှာ အဲပထမတော့ကိုကနီးမှန်လမ်းမှန်နဲ့ဝိတ်မလျှော့နိုင်တဲ့အတွက်ကြောင့်မလို့လူကတော်တော်လေးဟိုချို့ချုံကျသွားပြီးတော့ခါကျတော့အားမရှိတယ်လို့မျိုးခံစားရတယ်ပေါ့နော်အဲ့ဒီအချိန်မှာပဲအဲ nutrition တရားရောက်နေတော့တတိစကြာတိုင်ပြီးတော့မှဝိတ်ကိုစနစ်တကျချမရတော့မယ်ဆိုတော့အဲအတိရောက်လာတယ်ပေါ့လေအဲ့ဒီအချိန်ကနေစပြီးတော့အဲတတိစကြာစနစ်တကျဝိတ်လျှော့မယ်ဆိုတော့ဟို plan လေးကိုစတာပေါ့